တာချီလေးမျိုးနိုင်မြန်မာလာအိုချစ်ကြည်အတင်တာချီလေးရုံွယ်ဖွင့်ဝဲခန္ဓာကျင်းပါတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှေ့ပိုင်းတာချီလေးမျိုးနိုင်မြန်မာလာအိုချစ်ကြည်အတင်တာချီလေးရုံွယ်ဖွင့်ဝဲခန္ဓာကိုယနေ့နေ့9နာရီကဘူကျုံလန်းဆမ်ဆိုင်ခရက်ကွက်တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာမြန်မာလာအိုချစ်ကြည်အတင်ဥက္ကဋ္ဌဦးဝင်းမောင်တန်မတ်ကြီးငိမ့်စာကကျူးစွနှုတ်ခွန်းဆက်စကားပြောကြားပြီး တာချီလိမ်မြို့မီမြို့ပအူးထွန်းနေဦးကမြန်မာလာအိုချစ်ကြည်ရေးတင်ယုံချုပ်ကိုမြန်မာနိုင်ငံရန်ကုန်မြို့နှင့်ရုံးခွဲကိုနေပြည်တော်တွင် ဖွင့်လှစ်ထားရှိကြောင်းမြန်မာနိုင်ငံနှင့်လာအိုနိုင်ငံသည်ဘာသာရင်ကျေးမှုတူညီသည့်နိုင်ငံဖြစ်သည့်အပြင်နှစ်နိုင်ငံလူမှုစည်းဝါးလုပ်ငန်းများကူးလူဆက်ဆံဆောင်ရွက်နေသည့်နှစ်နိုင်ငံဖြစ်ကြောင်းယခုဖွင့်လှစ်သည့်မြန်မာလာအိုချစ်ကြည်ရေးတင်ယုံခွဲသည့်နှစ်နိုင်ငံပြည်သူလူထုအရေးကိစ္စများကို ကူညီဆောင်ရွက်ပေးနိုင်မည့်ချစ်ကြည်ရေးအသင်းဖြစ်ကြောင်းသိရသည့်အတွက်မြို့လူထုကိုစားဝမ်းမြောက်ဂုဏ်ယူကြောင်းကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ထို့နောက်မြန်မာလာအိုချစ်ကြည်ရေးအသင်းဥက္ကဋ္ဌဦးဝင်းမောင်တန်မကြီးငိမ့်စာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးတင့်ဝေတုံနှင့်မြို့မီမြို့ဖများကမြန်မာလာအိုချစ်ကြည်ရေးအသင်း တာချီလေးယုံခွဲအားဖဲကျုပ်ဖြတ်ဖွင့်လှစ်ပေးပြီးတက်ရောက်လာသည့် KI မြို့နယ်စင်ဌာနဆိုင်ရာတာဝန်ရှိသူများ လူမှုရေးသင်းဖွဲ့များနှင့်တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များကို ဖွင့်ပွဲထိမ့်မှအမတ်တရလက်ဆောင်ပေးရကစူပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ